ားလုံးမင်္ဂလာပါဗျာဖော်ကလေးနီးပညာနီးပြန်လည်ကြိုဆိုပါရစေဗျာဒီနေ့မှာတော့ကျွန်တော်ကစကားထစ်တာအောင်ပြောင်းလုံနီမြောက်ပြင်มาဖြစ်ပါတယ်စကားထစ်တဲ့မိတ်ဆွေများစကားထစ်တဲ့ညီငယ်များဒီဗီဒီယိုကြည့်ပြီးလို့ရှိရင်မိတ်ဆွေများက80ရာခိုင်နှုန်း90ရာခိုင်နှုန်းလောက်ထိကိုစကားထစ်တာတွေရော့ကျသွားမှာဖြစ်ပါတယ်ဘာကြောင့်ဒီလိုပြောရလဲဆိုတော့ကျွန်တော်ကိုယ်တိုင်ကစကားထစ်လို့ဖြစ်လို့ပါပဲကျွန်တော်လည်းနှစ်ပေါင်း25နှစ်တိတိစကားတွေထစ်ခဲ့ပါတယ်အဲ့တော့လူတော်တွေမတိုးခဲ့ဘူးလူရလေးမဝင်ခဲ့ဘူးအဲ့လိုမျိုးတွေအများကြီးကြုံရခံစားရခဲ့ရပါတယ် စကားထက်တဲ့လူတယောက်ကဒုတ်ကြတဲ့တယောက်နဲ့လုံးဝမထူးမခြားနာပါပဲဒါကြောင့်ကျွန်တော်ကျွန်တော်မိတ်ဆွေတွေစကားထက်တဲ့လူတွေပါရင်ကျွန်တော်ကကျွန်တော်ကိုယ်တိုင်လည်းနှစ်ပေါင်း25နှစ်တိတိစကားတွေတိခဲ့တာဆိုတော့မိတ်ဆွေများကိုကျွန်တော်ကကျွန်တော်လိုမဖြစ်အောင်ကျွန်တော်အခုလိုမျိုးပြန်လဲရှင်းပေးခြင်းဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်စကားတွေထစ်တာဘာကြောင့်ထစ်တာလဲဘာကြောင့်ထစ်တာလဲဆိုတော့ကျွန်တော်တို့ကထည့်တဲ့အကြောင်းရင်းတွေအများကြီးရှိရဲ့အထက်မှာကျွန်တော်တို့ဟောကျွန်တော်တို့အမျိုးတွေကမျိုးလိုက်လို့ရှိရင်လည်းစကားထစ်တယ် မျိုးလိုက်လို့ရှိနေစကားထစ်တယ်အဲ့တော့ငငယ်တုန်းကကျမရဲ့ချုံရင်ကဲဘယ်ဖြစ်ဖြစ်အထိတ်တလန့်ဖြစ်လို့ပဲဖြစ်ဖြစ်အဲ့ဒါကြောင့်လည်းစကားထစ်တယ်အဲနောက်တစ်ခေါက်တော့အဖြစ်များပါလေစကားထစ်တဲ့လူတယောက်ကိုကျွန်တော်တော့ပြောင်းလိုက်မယ်ဆိုလို့ရှိရင်လည်းစကားထစ်ပါတယ်အဲ့ဒီအဲ့တုံးချက်ကနေစကားထစ်တာများပါတယ်တခြားဟာတွေလည်းရှိတော့ရှိတယ်နဲတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ကစကားထစ်နေတယ်စကားထစ်တာအောင်ဘယ်လိုလုပ်မလဲကျွန်တော်ငငယ်တုန်းကဆိုလို့ရှိရင်ကျွန်တော်တွေစကားအရင်ထစ်တယ်စကားလုံးတစ်လုံးထွက်ပေါ်ဖို့6တောက်တစ်ချက်ဆောက်ရတယ် အဲ့မနေ့ကတော့အာယူတဲ့တဘောပြောနေတချို့ဆိုရင်ကိုပါကိုရိုက်တယ်ကျွန်တော်အများကြီးတွေ့ဘူးတယ်အဲ့တော့ကျွန်တော်ကစကားထက်တဲ့လူကြောစကားထက်တဲ့နယ်ပယ်မှာကြီးပြင်းခဲ့ရလဲစကားထက်တဲ့လူတွေကျွန်တော်အများကြီးတွေ့ဘူးတယ်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်စကားထက်တဲ့လူတွေကအဲ့လိုမျိုးမဖြစ်အောင်လို့အဲ့လိုထစ်နေရလေးကိုရော့ကျသွားအောင်လို့ကျွန်တော်လုံပုံလုံးလေးလေးလေးကိုကိုပြပြရမယ့်နင်းနေလေးလေးကိုကျွန်တော်မိတ်ဆွေများဒီနေ့အမြောက်ပေးမှဖြစ်ပါတယ်ကျွန်တော်အချက်10ချက်ယူထားပါတယ်ဒီ10ချက်ကိုမိတ်ဆွေများတေချာလေးလိုက်ပြီးတော့လိုက်နာပြီးလိုက်လုလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကကျွန်တော်တို့တွေလအနေငယ်တွေ့မှာပဲအများကြီးပြောင်းလဲသွားမှာဖြစ်ပါတယ် ဒါကကျွန်တော်ကိုယ်တိုင်လည်းအခုလိုမျိုးခံစားခဲ့ရတယ်ကျွန်တော်ဒါကြောင့်မို့ကျွန်တော်ကိုချင်းစာတဲ့အနေနဲ့ပြင်လဲမြောက်ပြင်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်စကားတွေထည့်တဲ့ခါမျိုးမှာကျွန်တော်ငယ်တော့ဆိုလို့ရှိရင်ဟိုစကားတွေထည့်တယ်စာဆိုမယ်ဆိုရင်စကားထည့်တယ်ဘာလို့လို့စကားထည့်နေတော့နောက်ပိုင်းဘသူနဲ့မှစကားမပြောပြစ်တော့ဘူးအဲ့ဒီစကားမပြောပြစ်တာကကျွန်တော်ကိုပို့ပြီးဆိုးသွားစေတယ်တကယ်တော့စကားထည့်တယ်စကားပြောလို့မပြီးဘူးစကားပြောလို့အဆင်မပြေတဲ့လူတွေကစကားများများပြောပြနေမှာဖြစ်ပါတယ် ။အဲကြဒါကြောင့်မှသူကအလေးချင်းဖြစ်တော့မှအဲ့လိုကျွန်တော်အဲ့လိုမဟုတ်ပဲနဲ့ကောကစကားတက်တက်ကွာဆိုပြီးငါစကားပြောလိုက်လို့ရှိရင်တစုံရောက်ကကျွန်တော်လှောင်သွားမလားကျွန်တော်ဟားတိုက်သွားမလားကျွန်တော်ရီသွားမလားဆိုပြီးတော့ကျွန်တော်အဲ့လိုမျိုးတွေစိတ်ထဲမှာစိုးရင်ပူမမှုတွေများပြီးတော့ကျွန်တော်အဲ့လိုမျိုးစကားတွေမပြောခဲ့ဘူး။အဲ့လိုစကားမပြောရနေပြီးတော့စကားတစ်ထက်တာတွေကနှစ်ပေါင်း20ကျော်တိကြာသွားခဲ့တာဖြစ်ပါတယ် ဲ့လိုမျိုးမဖြစ်အောင်လို့ကျွန်တော်မိတ်ဆွေများကစကားတွေထစ်တဲ့ဆိုလို့ရှိရင်ကျွန်တော်တို့တွေစကားမျိုးမျိုးပြောပြရမှာဖြစ်ပါတယ်ကျွန်တော်ကျွန်တော်မြန်မာနိုင်ငံတော့စကားထစ်တဲ့လူတယောက်ဆိုလို့ရှိရင်ကျွန်တော်တို့ပြောင်းနေလိုက်ပြောင်းနေအလစ်ထအကြီးရရှိနေတော့ကျွန်တော်ဆိုအမြင်နဲ့အပြောင်းခံတယ်ကျွန်တော်ဆို6တစ်ချက်ဆောက်မှအဲ့လိုစကားထစ်တယ်အဲကျွန်တော်ကျွန်တော်တစ်ချက်ဆောက်မှလည်းစကားတလုံးကထွက်တယ်အဲ့တော့ကျွန်တော်မိတ်ဆွေတရားဆိုကိုကိုပေါ့ကိုတစ်ချက်ရက်လက်မှာစကားထွက်တယ်အဲ့လိုမျိုးတွေလည်းအများကြီးရှိနေတယ်အဲ့တော့ဟုတ်ပြီဒါဆိုရင် ျွန်တော်တို့တွေအဲ့လိုမျိုးနေမဖြစ်အောင်ရောက်ကြတော့ဘယ်လိုလုပ်မလဲဆိုတော့နံပါတ်1ချက်နံပါတ်1ချက်ကတော့ကျွန်တော်တို့စကားပြောရင်းနဲ့ထစ်သွားပြီထစ်သွားပြီဆိုလို့ရှိရင်အဲ့စကားထစ်တာလေးကိုကျွန်တော်ကပြောနေနဲ့ထစ်ပြီကျွန်တော်တို့ကဟိုကျွန်တော်ကျွန်တော်ဆိုရင်ရရန်ဖြစ်တယ်စကားပြောကိုကစကားပြောချင်တယ်ဒါပေမဲ့စကားကထစ်တယ်အားရတားယူတယ်ဟိုအားရတားယူလေးလေးဒေါသဖြစ်လေးလေးအရန်မောလာတယ်အဲကျွန်တော်ကျွန်တော်တို့ဟိုအရန်ပြေးပွဲတစ်ပွဲကိုပြေးနေတော့မှအရန်မောလာတယ်မောလေးလေးစကားထစ်လေးလေးမထွက်လေးလေးဒေါသဖြစ်လေးလေးပဲ အဲ့တော့တစ်ဖက်လူကနားထောင်တဲ့လူကလည်းလုံးဝအဆင်ပြေမနေဘူးဟာဒီကောင်ငတစ်ပါကွာပြောလာနားထောင်လာဆင်ပြေအောင်ဆိုပြီးလက်ထွက်သွားတယ်အဲ့လိုလက်ထွက်မှာစိုးလေးလေးကျွန်တော်တို့ကအတင်းဖိတော့လေးလေးပို့ထစ်လေးဖြစ်ပါတယ်နောက်ဆုံးဘလောက်ထိဖြစ်လဲဆိုရင်ကိုကိုပါကိုရပြန်ရိုက်တဲ့ထိတော်ဖြစ်ခဲ့ရတယ်အဲ့တော့ကျွန်တော်မိတ်ဆွေများလည်းအခုလိုမျိုးစကားလေးထစ်နေရင်ကျွန်တော်ကျွန်တော်စကားတခြားလူစကားပြောတယ်ကျွန်တော်စကားထစ်သွားတယ်ထစ်သွားလို့ရှိရင်ကျွန်တော်တို့ကအဲ့စကားကိုရပ်လိုက်ပါအဲ့တော့ကျွန်တော်တချို့ကရက်လို့မရဘူးလို့ထင်နေတာကျွန်တော်လည်းစတော့အဲ့လိုမရက်ခဲ့ဘူး ဒါမဲ့ကျွန်တော်ရအောင်ရက်ခဲ့တယ်စကားပြောလို့ထစ်သွားရင်စကားကိုရပ်လိုက်တယ်ဆက်မပြောတော့ဘူးဆက်ပြောတော့ပင်နဲ့အဲ့ဒီလူကိုကျွန်တော်တို့ကဟိုတစ်ဖက်လူကိုကျွန်တော်ကတာလီပြုံးပြရမှာဖြစ်ပါတယ်ကျွန်တော်ပြောမှဆိုကျွန်တော်မောလို့အနားယူလိုက်တဲ့သဘောပေါ့အဲ့တော့ကျွန်တော်တွေကျွန်တော်ပြုံးပြလိုက်တယ်ပြီးလို့ရှိရင်အဲ့ဒီစကားလုံးကိုကျွန်တော်တွေစကားတစ်လုံးကိုကျွန်တော်တွေထစ်တာနေပြီးတော့ဆွဲပလိုက်တယ် အဲဟိုကျွန်တော်တို့တွေဆွဲပြိုက်ပဲကွာတကယ်လို့ကျေးဇူးတင်ပါတယ်တို့ပြောချင်ကြီးနေမှာကိုကထစ်နေကြီးဇူးအဲ့လိုမျိုးကျွန်တော်စကားတွေကိုလုံးဝဆွဲပြလိုက်အဲကျွန်တော်စကားလုံးတွေကိုဆွဲပြလိုက်လို့ရှိရင်နားထောင်ရလဲတစ်ဖက်လူကနားထောင်ရလဲကျွန်တော်ဘာပြောချင်လဲဆိုတော့သိတယ်အဲ तू ကကျွန်တော်တို့တစ်ဖက် तू ကဘာပြောချင်လဲကျွန်တော်သိတော့ तू လည်းနားလေတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်တွေစကားထစ်ပြီဆိုလို့ရှိရင်နံပါတ်1ချက်ကကျွန်တော်တွေရပ်ပြလိုက်မယ်စကားလေးကိုကျွန်တော်တွေဟိုပြောပြောစကားစကားတွေကိုဖြတ်ပြလိုက်မယ်ပြီးလို့ရှိရင်စကားလုံးလေးကိုအตาလေးပြောချင်တဲ့လေးကိုဆွဲပြီးပြောလိုက်မယ် ပြီးလို့ရှိရင်ကျွန်တော်တို့အဲတစ်ဖက်လူကိုကျွန်တော်တို့ပြုံးပြမယ်ပြုံးပြီးမှပြုံးမယ်ဟောပြုံးပြီးမှပြောတော့ဟိုတစ်ဖက်လူကလည်းကျွန်တော်တို့ကိုယ်ကြည့်ပြီးဩသူပြောနေရှာပဲဆိုပြီးတော့ကျွန်တော်တို့စကားတွေကိုနားထောင်စခြင်းတွေပေါက်တယ်အဲ့တော့ပြုံးနေတယ်ဆိုတော့သူ့ဘက်ကလည်းအဲ့တော့အပြုံးလေးနဲ့ပြန်ပြီးနားထောင်တယ် ဒါကြောင့်မလို့နံပါတ်1ချက်ကစကားပြောထစ်သွားလဲဆိုလို့ရှိရင်ကျွန်တော်တို့တွေဖြည်းဖြည်းပြောမယ်ပြီးလို့ရှိရင်ပြောနေစကားကိုထစ်သွားရင်ရပ်လိုက်မယ်အဲ့တော့တစ်ဖက်လူကိုပြုံးပြမယ်ပြီးမှစကားလုံးဖြည်းဖြည်းချင်းကျွန်တော်ဆွဲဆွဲလေးပြန်ပြောမယ်ဒါနံပါတ်1ချက်နံပါတ်2အချက်ကတော့ကျွန်တော်အသက်တွေဝါဝါရှူထားဖို့လိုတယ်အသက်တွေကျွန်တော်တို့တွေဟိုတစ်ခါကြလို့ရှိရင်ကျွန်တော်ကပြောချင်စောအားနဲ့အတအားဖြစ်ပြလိုက်တယ်အဲ့လိုမျိုးဖြစ်လို့ရှိရင်လည်းစကားထစ်တယ်အဲ့တခုခုကြောက်သွားရင်လည်းစကားထစ်တယ်အဲ့တော့တစ်ခါမှမပြောဘူးတဲ့နေရာတစ်ခါမှမရောက်ဘူးတဲ့နေရာကိုရောက်သွားရင်လည်းစကားထစ်တယ် ဲ့လိုကြောက်စကားဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ကအသက်တွေကျွန်တော်တို့အဲ့တော့လေအသက်တွေဝါဝရှူဖို့လိုတယ်အဲကျွန်တော်တခြားတခြားနောက်တိုင်းအနောက်တိုင်းမိလို့ဆိုလို့ရှိရင်တော့ယောဂတွေပါကြည့်ခန္ဓာမျိုးတွေရှိတယ်အဲ့တော့နံပါတ်3ချက်ကကျွန်တော်တို့လည်းစကားထစ်တဲ့လူတယောက်ကကျွန်တော်အခုလိုမျိုး fit to face ပေါ့နော်အခုလို fit to face ဗီဒီယိုလေးကိုမြန်မြန်ရိုက်မှဖြစ်ပါတယ်ကိုယ့်ကိုရိုက်မယ်ကိုယ့်ကိုပြန်ပြောမယ်ဘာလီပြောမယ် ကိုပြောချင်တာပြောလို့ရတယ်အဲ့တော့9မိနစ်နဲ့3မိနစ်နဲ့10မိနစ်နဲ့ကိုပြောချင်ကိုပြောတဲ့လောက်ပြောနေအဲ့တော့ပြောနေနဲ့ကိုပြီတို့ကိုပြန်ကြည့်မယ်ဩငါဗင်ညာလေးတော့ထစ်သွားတယ်ဗင်ညာလေးတော့ငါအသားလေးဆွဲပြီးပြောလိုက်မယ်ငါဗင်ညာလေးမှာထောက်သွားတယ်အဲ့ဒါလေးကိုရက်ပြီးတော့ငါဗင်ညာလေးမှာဆွဲပြလိုက်မယ်ဆိုတော့ကိုကိုပြန်ကြည့်ကိုကိုပြန်ပြီးရောကျွန်တော်တို့တွေဒီပြန်ပြန်မှာဖြစ်ပါတယ်ဒါနံပါတ်3ချက်ဖြစ်ပါတယ်နံပါတ်4ချက်ကတော့စကားပြောနေရင်ねကျွန်တော်တို့ကအဲ့လိုမျိုးထစ်သွားတယ်စကားပြောနေတဲ့ထစ်ထစ်သွားပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဟန်ပန်မူရာလေးပါတော့မယ် အဲကျွန်တော်စကားပြောလို့ရှိရင်ထစ်တဲ့ထစ်တဲ့လူတယောက်ကဒီလန့်ရှင်လေးတွေအဲကျွန်တော်တို့ဒီဒီမကြောက်ရွံ့နေတဲ့ထစ်ထစ်နေတဲ့စာကြည့်လို့ရှိရင်လက်မူရလေးနဲ့ပြောတော့တစ်ဖက်လူကလည်းကျွန်တော်ပြောတော့နားလဲစေတယ်အဲကြောင့်မို့စကားပြောတော့ထစ်တော့ရင်ကျွန်တော်တို့တွေအဲကျွန်တော်တို့အရန်ထစ်တာတွေကိုရပ်ပလိုက်ပြီးတော့ကျွန်တော်တို့တွေဒီပေါ့နော်အလန့်ရှင်လေးနဲ့ပြလိုက်မယ်ဒါဆိုလို့ရှိရင်လည်းကျွန်တော်စကားထစ်တာလေးကတတ်တာသွားတယ်အဲ့တော့နောက်နောက်တစ်ခုအရန်အရေးပါတဲ့ဟာတစ်ခုကရှိတယ်ကျွန်တော်တို့ကစာအုပ်တွေဖတ်ပေးမယ် ဘယ်စောက်ပြီးဖက်လို့ရတယ်အဲကျွန်တော်ဆိုရင်တရားစောက်တွေပါရှောက်ဖက်တယ်တရားစောက်တွေပိုကောင်းတယ်ကုသတော်ရသည်တယ်အဲ့တော့ဖက်မယ်ဆိုလို့ရှိရင်အတန်ထွက်ဖက်မှာဖြစ်ပါတယ်အတန်ထွက်ပြီးဖက်ပါစောက်တွေဖက်တယ်တရားစောက်တွေဖက်ဘယ်စောက်ပဲဖက်ပါအတန်ထွက်ပြီးဖက်ပါအဲ့ဒါကျွန်တော်တို့အရန်ကောင်းမှုနဲ့အလေးချင်းတစ်ခုဖြစ်လာစေတယ်ထစ်တာနဲ့အများကြီးကိုရော့ကြသွားစေပါတယ်စောက်တွေဖက်ပါစကားကျွန်တော်တွေအတန်ထွက်ပြီးဖက်မယ်အတန်ထွက်ပြီးဖက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကနမတ်နမတ်၆ချက်ကတော့ကျွန်တော်တို့တချင်းနဲ့များများဆုံးမယ်အဲကျွန်တော်ဆိုလို့ရှိရင်တချင်းဆိုတော့အရန်ဝါသနာပါတယ် ပါကြောကျတော့ကျွန်တော်တို့အာကျွန်တော်ရမ်းကြိုက်တဲ့ဥမာဂျင်းညီတို့ပါဆိုလို့ရှိရင်တို့ကစကားထက်တယ်ကျွန်တော်တို့ချက်ချောက်မှတစ်ခါမြင်မှုတယ်အော်သူနဲ့ကိုနဲ့ဟိုတော့တို့ကသူပြောနေကြမှာစကားပြောနေနဲ့ထစ်ထစ်သွားတယ်တော်တော်ထစ်ထစ်ဒါမှမဟုတ်တချင်းဆိုတော့ show show ပဲเนาะတချင်းဆိုတော့တော်တော်ကောင်းတယ်အာကျွန်တော်ဆိုရင်သူ့တချင်းနဲ့မြင် live ဆိုဖြစ်တယ်တို့ကစကားပြောတာအရင်ထစ်တယ်အာသူ့ကိုကြိုက်တာတော့ အဲသူလည်းစကားထိတယ်ဆိုတော့စကားထိတဲ့လူအချင်းချင်းပြန်အားပေးတဲ့သဘောပေါ့ဗျာနော်အဲသူလည်းစကားထိတာကိုကျွန်တော်သွားတွေ့ရတယ်အဲ့တော့အော်ကျွန်တော်တို့တွေအဲလိုမျိုးပေါ့နော်ဒါကြောင့်မို့ကျွန်တော်စကားထိလူကတချင်းဆိုပေးရမှာဖြစ်ပါတယ်တချင်းနဲ့ဆိုနေမယ်တချင်းနဲ့နားထောင်နေမယ်လိုက်ဆိုမယ်နားထောင်လိုက်ဆိုနားထောင်မယ်အဲ့လိုမျိုးတွေလုပ်ပြရမှာဖြစ်ပါတယ်အာဖះစာရုပ်လည်းတူတူပဲအတန်ကြီးအကျယ်ကြီးရွတ်ပါအတန်ကျယ်ကြီးထွက်ရွတ်ပါစာလေးဆိုတဲ့အိုက်တမ်နဲ့အတန်ထွက်ဆိုပါကျွန်တော်ကျွန်တော်ဆိုလို့ရှိရင်အတန်ဟိုစာတော့ကိုယ့်ကိုကျက်လို့ရတယ်ဒါပေမဲ့ကြောင်းကြောင်းသွားလို့ရှိရင်ဆရာမိုက်မှာစာပြန်ဆိုရင်ဘလို့မှပြန်လို့အဆင်မပြေဘူး ထင့်နေတယ်ထင့်နေတော့ကျွန်တော်တို့ကဒီဟိုတခါကြောက်လို့ရှိရင်ကျွန်တော်တို့ကဒီစာတပုတ်ကိုအရင်ကြာနေတာကိုကိုတယောက်တည်းအတွက်နဲ့အားလုံးကြာနေတာကိုလဲကွာမလို့ချင်တာလဲပါတယ်ပြီးတော့ကြောက်တော့စကားတက်တာကိုတယောက်လောင်နေမှာလဲပါတယ်ကို့ဝိုင်းရှိမှာလဲကြောက်တယ်အဲ့လိုမျိုးကြောင့်မလို့စာဘလောက်ရရအရိုက်ပဲခံနေဘရောမှအစာမပြေဘူးဒီလိုမျိုးတွေလည်းအများကြီးကြုံခဲ့ခံစားခဲ့ရပါတယ်အဲ့တော့သူများရဲ့လောင်ပြောင်ခြင်းတွေနဲ့ခံစားခဲ့ရပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ကစကားတက်တဲ့လူတယောက်ကကျွန်တော်တရှင်းနေမြန်မြန်နားထောင်မယ်လိုက်ဆိုမယ်ဖျားဆိုင်လေးလိုက်ရွတ်မယ်လိုက်ဆိုမယ်ဒါလေးလုပ်ပေးပါ တကယ်ကိုကျွန်တော်တွေစကားတစ်တာနေပြီးရော့ကြသွားပါတယ်။ဟုတ်ပြီ။နောက်တစ်ခုကကျွန်တော်တွေကိုကြိုက်နေတတ်တဲ့ကျွန်တော်တွေဟိုကိုကြိုက်နေတတ်တဲ့ public speaker လေးကျွန်တော်တွေ native speaker လေးရှိတယ်။အဲဥမာကိုပီကာလို့လို့ဆရာလင်းသန်းညွန့်လို့လို့အဲစပီပေါ်ကျွန်တော်တို့တခြားသောဒီကျွန်တော်တို့တွေဒီဒီ social media မှာစကားပြောစွမ်းရည်နဲ့ပြောတဲ့လူတွေအောင်မင်းအနေနဲ့ပြောတဲ့လူတွေရဲ့ဗီဒီယိုတွေလိုက်ကြည့်လိုက်ကြည့်ပြီးတော့သူတို့ flow တွေဘယ်လိုပြောလဲ။ အဲ့ fluiden လိုက်ပြောပြရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေအခုလက်တွေ့ဆက်သက်လို့ရတာတစ်ခုရှိတယ်အဲဆိုကြပါစို့ဟိုကျွန်တော်မိတ်ဆွေကငါမင်းကိုထမင်းစားဖိတ်ချင်တယ်လို့ပြောရင်စကားထစ်လင်မယ်အဲ့ဒါကို flow တစ်ခုနဲ့ပြောကြည့်မယ်အဲတုံးနေတဲ့လေတဲ့နဲ့အဲငါမင်းတို့မင်းကိုထမင်းစားဖိတ်ချင်တယ်ကွာလို့ပြောကြည့်လိုက်လုံးဝမထစ်တော့ဘူးအဲ့တော့ flow တစ်ခုနဲ့ပြောရင်ကျွန်တော်တို့စကားထစ်တဲ့လူတွေကလုံးဝစကားမထစ်တော့ဘူးလေကျွန်တော်သွားပြီးတွေ့ရတယ်ဒါကျွန်တော်တွေကိုတွေ့ပေါ့နော်ဒါကြောင့်မို့ကျွန်တော်ကစကားထစ်ပြီဆိုလို့ရှိရင် flow လေးတစ်ခုရှာရတော့မယ် တော့ကျွန်တော်ကျွန်တော်မိတ်ဆွေများတွနေသိညာ flow ကို ရှာခြင်းရှာဒါမှမဟုတ်လင်းသားညော flow ရှာခြင်းရှာဟုတ်ကိုကျွန်တော်ဆရာ picker ရဲ့ flow ကိုရှာခြင်းရှာစနစ်တက်တဲ့ flow စနစ်တက်ရဲ့ကျွန်တော်တွေ public speaker တွေကျွန်တော်တို့တွေအာကျွန်တော်တို့ခုလိုမျိုးပေါ့နော်ကျွန်တော်ရေ celebrity ရဲ့ကျွန်တော်တွေ speaker တွေအဲ့လိုမျိုးတွေသူတို့ပြောတဲ့ flow တစ်ခုခုကိုလိုက်ရှာအဲ့လို flow လေးအတိုင်းနဲ့ကျွန်တော်လိုက်ပြောမယ်ဆိုလို့ရှင်ဟောအတုအတုခွဲနေမှာမဟုတ်တော့စင်တူယိုမာလေးပေါ့အဲအဲ့လိုမျိုးလေးကျွန်တော်တို့ကလိုက်ပြောမယ်ဆိုလို့ရှင်လုံးဝစကားတုတ်တံပျောက်တယ်ဒါကျွန်တော်လက်တွေ့ကျင့်သုံးခဲ့တာပဲဖြစ်ပါတယ်အ တော့ကျွန်တော်ကျွန်တော်မိတ်ဆွေများဒါတကြောင်မို့တခြားတခြားနောက်တိုင်းတွေမှာဆိုလို့ရှိရင်တော့စာပတ်ကြီးတစ်ပိုက်ကိုစကားထစ်တဲ့လူကိုတချင်းနဲ့အဲ့အဲ့တချင်းနဲ့ဟိုတချင်းတန်စင်နဲ့တင်နေတဲ့ခါမှာအဲ့စကားထစ်လူကမထစ်တော့ဘူးအဲ့ဒီတိုင်းပဲကျွန်တော်တို့စကားထစ်တဲ့လူကို flow တစ်ခုနဲ့ကို flow နဲ့ကိုပေါ့ဗျာကို flow နဲ့ကိုထည့်ပြလိုက်မယ်ဆိုလို့ရှိရင်အဲ့စကားထစ်တာရော့ကြသွားတယ်ဒါကြောင့်မို့ကျွန်တော်တို့ကဒီစကားထစ်လို့ရှိရင်အတော်ကျွန်တော် ဖြည်းဖြည်းပြောအဲ့အဲ့ပြောတဲ့ဖြည်းဖြည်းမှလည်း flow တစ်ခုထည့်လိုက်မယ်ဆိုလို့ရှိရင်ပြီးသွားပါပြီကျွန်တော်တို့စကားထစ်တဲ့လူတွေလုံးဝကို ရော့ကြသွားမှာဖြစ်ပါတယ်။ဒါကြောင့်မစကားတွေကိုအရန်ကြီးမပြောနဲ့။ကျွန်တော်တို့စကားတစ်တဲ့လူတွေကအရန်မောတယ်။ခုနကကျွန်တော်တော်တော်မောနေတယ်။အဲ့လိုအရန်မောတော့တဲ့လူတွေကကျွန်တော်တွေမောလေဖိပြောလေးလေးကိုစိတ်ထဲမှာအရင်ပြောခြင်းလေးလေးစကားမထွက်လေးလေးထစ်လေးလေးဒါမှမဟုတ်တချို့ဆိုလို့ရှိရင်ဗဇက်ကြီးတွေရွက်သွားတော့ပါးကြီးဆောင်းသွားတော့ဗဇက်ကြီးတွေလဲသွားတော့အဲ့လိုမျိုးတွေဖြစ်စီတယ်ဒါကြောင့်မအဲ့လိုမျိုးဖြစ်နေ stop အဲရပ်လိုက်မယ် ရက်ပလိုက်လို့ကြမှာကျွန်တော်တို့ကပြုံးပြလိုက်မယ်ပြုံးပြပြီးတော့ကျွန်တော်ပြောချင်တာကို slow ဖြည်းဖြည်းလေးနဲ့ flow တစ်ခုထည့်လိုက်မယ်ဆိုလို့ရှိရင်ပွက်သိမ်းသွားပြီကျွန်တော်တို့တွေအဆင်ပြေသွားပြီဟုတ်ပြီအဲ့ဒါဆိုရင်နံပါတ်9နေနဲ့ကျွန်တော်တို့ကျွန်တော်တို့ကစကားထစ်ပြီဆိုတာနဲ့ဘလိုချင်နေမှာထစ်လဲဆိုတော့ကြောက်ရင်ထစ်တယ်အဲ့တော့ဥမာကျွန်တော်ခုနပြောလို့ပေါ့ကျွန်တော်စာပြန်လိုက်မယ်ဟာငါစာပြန်လိုက်လို့ရှိရင်ငါ့ကိုဆရာမကြားတယ်ဆိုပြီးများရိုက်နေမလားဟာတော့မဟုတ်တငယ်ချင်းတွေကလောင်ကြမလား တော့မဟုတ်အချိန်တွေကအရန်ကြာနေမလားတော့မဟုတ်ငါပါရအဲ့လိုမျိုးပေါ့ဆွရွတ်သွားမလားစောင်းသွားမလားအဲ့လိုမျိုးပဲအဲ့လိုမျိုးအဲ့လိုအချိန်တွေမျိုးအကြောင်းကြောင်းတွေကိုအများကြီးစဉ်းစားပြီးတော့ကြောက်မလို့ကြောက်ပြီးတော့ထစ်သွားတယ်အဲနောက်တစ်ခုကတစ်ခါမှမပြေဘူးတဲ့လူတစ်ခါမှမရောက်ဘူးရဲ့နေရဥမာပြိုင်ပွဲတစ်ခုသွားပြိုင်တာလို့အဲ့တော့တကူအရင်အတင်းကြီးရတဲ့လူတွေကိုလေးစားရတဲ့လူတွေတော့မဟုတ်တခြားမှကိုမမြူးတဲ့လူနဲ့ပြပြောရတော့မယ်ဆိုလို့ရှိရင်လည်းအဲ့လိုမျိုးကြောင်းလည်းထစ်နိုင်တယ် အဲကျွန်တော်မိတ်ဆွေများလည်းအခုကျွန်တော်ကျွန်တော်ကြည့်လိုက်ပါအဲကျွန်တော်ဒါအခုဒါတော်တော်လေးကိုတော့ကျွန်တော်တော်တော်လေးကိုချော့ချော့ရှူနေကျွန်တော်ပြောလို့အဆင်ပြေလာပြီဒါပေမဲ့ကျွန်တော်နဲ့အပြင်မှာပြောတဲ့လူကျွန်တော်ကျွန်တော်နဲ့ပြောမဲ့လူနိုင်ဝက်လောက်စကားပြောလိုက်တာနဲ့ကျွန်တော်စကားပြတဲ့ကျွန်တော်စကားထစ်တဲ့ဆိုတော့တစ်ဖက်လူကတန်းသိတယ်ဘာကြောင့်မို့လို့ကျွန်တော်ခုတတိစ조사နေတုံမှဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်မိတ်ဆွေညီငယ်တွေရောခုလိုမျိုးစကားထစ်တဲ့လူတွေ조사နေနေပါလို့ရှင်ထက်နေပါလို့ရှိရင်ခုလိုမျိုးလေးလုပ်လို့ရပါတယ်တော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 ်လေးကိုအဆင်မပြေခဲ့တာပါဗျာကျွန်တော်ကြိုက်တဲ့ကိုတင်ခြင်းနဲ့ language တွေတင်ခွင့်မရခဲ့ဘူး ကိုသဘောကျတဲ့စကားတွေအဲ့တော့ဘာသာစကားတွေသင်လို့လဲဆင်မပြေဘူးလားစကားတွေတင်မှတော့ဘလို့မှသင်လို့ဆင်မပြေဘူးပေါ့ဗျာဒီလိုမျိုးတွေခက်ခဲတွေအများကြီးကြုံခဲ့ရတယ်အဲ့တော့ဆင်မကောင်းကြတွေလည်းအများကြီးကြုံခဲ့ရတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ပြောတဲ့အချက်လေးလေးကိုမိတ်ဆွေများတီချာလေးစနစ်ကြလေးလိုက်ပြီးတော့ကျင့်သုံးကြည့်ပါအဆင်ပြေပါလိမ့်မယ်ဗျဟုတ်ပြီကျွန်တော်တို့ပုံမှန်တော့ဒီအနောက်တိုင်းမှာအနောက်တိုင်းကလူတွေကြတော့ဒီ professional ကျွန်တော်တို့အ professional native speaker တွေကသူတို့ကိုယ်နိုင်က train ပြီးတော့လိုက်ပြီးတော့ကျွန်တော်တို့ခုတ်တင်းနေလုပ်ပေးတယ်အဲ့တော့သူတို့က live ပြီးတော့ train ပြီးနော် ပျောက်တာတော့မြင်တယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့အဲ့လို light train ပေးတဲ့လူတော်တော်ကိုရှားတယ်အဲ့တော့ကျွန်တော်တို့ train train ဖို့ကလည်းငွေကြေးလည်းဘူးမှမတက်နိုင်ကြဘူးပေါ့ဗျာကျွန်တော်ပါဝင်ပေါ့ဟုတ်ပြီအဲ့တော့ဆိုလို့ရှိရင်ကျွန်တော်တို့တွေ LB နံပါတ်9နံပါတ်9ပြွေးနံပါတ်30ကျတော့ကျွန်တော်တို့ကစိတ်တည်တည်ငြိမ်အောင်ရှိဖို့လိုတယ်ဒါကြောင့်မလို့ပြပမှာတော့ယောဂလေးယောဂယောဂလေးထိုင်ခိုင်းတယ်ယောဂတိုင်းနဲ့ကျွန်တော်တို့ကတော့တရားထိုင်ဖို့လိုပါတယ်ဒါကြောင့်မို့မိတ်ဆွေများစကားထစ်တယ်လို့မိတ်ဆွေများစကားထစ်တဲ့ညီငယ်တွေတရားများများထိုင်ပေးပါ တရားမြင်မှထိုင်တာအကျိုးနှစ်ခုရတယ်အသက်တွေပုံမှန်ရှူသွင်းရှူသွို့လှုပ်လှုပ်ချင်ရပြီလေ့ကျင့်ခန်းတစ်ခုလည်းရတယ်လို့စိတ်တည်ငြိမ်မှုလည်းရတယ်ဒါကလက်ငယ်အကျိုးပေးတဲ့ဟာတစ်ခုပြပြတာနော်ဟုတ်ပြီအဲ့လိုမျိုးတွေရစီတို့ကြောင့်မို့ကျွန်တော်တို့တစ်ခုပြောမယ်ဆိုလို့ရှိရင်စိတ်တည်ငြိမ်မှုလည်းရတယ်အဲ့တော့လောလောလောလည်းမဖြစ်တော့ဘူး တော့မောလဲမမောတော့ဘူးမဟုတ်ရင်တအားမောပါတယ်ကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုမျိုးခံစားခဲ့ရတယ်ကျွန်တော်ဆိုရင်ထော်ရီဘာရီဆော့မှာအတန်အတန်ထွက်တော့လောကဒေါသလေးဖြစ်တယ်ဟာတချို့ဆိုတစ်ခါကျရင်တုံတုံတုံးနေတယ်တစ်ခါကျလို့ရှိရင်ကိုပါတော့ကိုပြန်ချတယ်အဲ့လိုမျိုးလေးရှိတယ်အာကျွန်တော်ကျွန်တော်အရင်အရင်တော့ဆိုရင်ကျွန်တော်တကယ်ကြီးပြောငါတကယ်ကြီးငါစကားထင်ပါတာချပလိုက်ကွာဆိုဒါမဲ့ဟိုသူတို့ကလည်းထင်တော့ဘယ်ဘယ်လိုချရမလဲသူမချတော့ကိုကိုပြန်ချပြစ်တယ်အဲ့လိုအခြေအနေမျိုးအများကြီးကြုံခဲ့ရတယ်အဲဒါကြောင့်ကျွန်တော်မိတ်ဆွေညီငယ်လေးတွေပါလို့ရှိရင်ခုလိုကျွန်တော်ခုနကကျွန်တော်ပြောတဲ့အချက်၁၀ချက်တိုင်းလုပ်ကြည့်ပါ ်မစ်စမြတ်ဟိုတဖြည်းဖြည်းချင်းတိတာပြောင်းလဲသွားပါလိမ့်မယ်အဲနောက်ဆုံးတစ်ခုကတော့ဒါကတော့ဟိုဟိုဒါကတော့ဟိုဆိုင်တော့ဆိုင်ပြီမယ်တော်တော်လို့တက်ရောက်မှုရှိပါတယ်ဘာလဲဆိုတော့ကျွန်တော်တွေတင်းကြားတွေထားတဲ့ခါမျိုးမှာမင်းတင်းကြားလေးထားလဲဆိုလို့ရှိရင်ဟိုတွန်တွေကိုယ့်ရဲ့တင်းကြားနဲ့ကိုယ်နဲ့အရန်ရန်ဖြစ်တဲ့အဲကျွန်တော်ဆိုကျွန်တော်ကျွန်တော်ကွန်မလေးနဲ့အရန်ရန်ဖြစ်ရတယ်ရန်ဖြစ်တာအရန်ကောင်းတဲ့ညာတစ်ခုဖြစ်သွားပါတယ် သူကကျွန်တော်ရန်ရန်ဖြစ်တယ်ကျွန်တော်တို့ရန်တွေ့လေကိုပြောကိုပြောခြင်းနဲ့ဟာတွေကဟိုပြန်ပြောလေဟာသူနဲ့ကိုနဲ့ပြောလိုက်ပြောလိုက်သူပြောလိုက်သူပြောတယ်ကိုပြောလိုက်သူပြောလိုက်နဲ့ရန်တွေကဖြစ်လိုက်ဆိုတော့အဲ့တော့စကားတွေကတွက်သွားတယ်ဒါဒါမျိုးလဲကျွန်တော်တို့တွေတော်တော်လေးကိုထောက်ကူဖြစ်တဲ့နေပါပဲဒါကြောင့်မို့စကားတက်တက်လို့ညီငယ်များမိတ်ဆွေပါရင်ရန်ဖြစ်တတ်တဲ့ချစ်သူကောင်မလေးပြောလို့လုံမဲလို့ကျွန်တော်ထင်ပါတယ်အဲ့လိုအပြန်လဲသူနဲ့ကိုနဲ့ရန်ဖြစ်ပြီးစကားပြောလို့ရှိရင်ခက်မြန်လေးအဲ့စကားထစ်တာကိုပျောက်သွားတယ် ရော့ကြသွားတယ်ပေါ့နော်လုံးဝမပြောင်းတော့မှပဲဒါဆိုရင်ကျွန်တော်လည်းတော်တော်လေးကို25နှစ်တိတိကျွန်တော်အရင်ထစ်ခဲ့တယ်ဒါဆိုရင်အခုတော်တော်လေးရှော့ရှော့ရှင်နေပြောလို့အဆင်ပြေသွားပြီအဲ့တော့အတချို့ message ဆိုဆိုရှင်ကျွန်တော်ခဏလေးပြုတ်ပြင်မယ်အာဒီကောင်စကားမထစ်ပါဘူးကွာဆိုပြီးတော့ကျွန်တော်ထင်နေမယ်ဒါပေမဲ့ကျွန်တော်နဲ့အဲ5မိနစ်မိနစ်20လောက်ကြာကြာလေးကျွန်တော်စကားပြောကြည့်လိုက်အာဒီကောင်စကားတိတိဆိုတော့သူတို့တန်းသိသွားတယ်အဲ့လိုပဲပေါ့နော်ဒါကြောင့်မို့ကျွန်တော်မိတ်ဆွေများစကားတိတိပါလို့ရှင်အခုကျွန်တော်ပြောတဲ့အတိုင်းလုပ်ပြီးပါအဲ့တော့အနှစ်ချုပ်ပေါ့နော်နောက် အနစ်ချုပ်နောက်ထပ်အချက်အချက်လေးချက်လေးတခုရှိတာကျွန်တော်တွေစကားပြောတယ်မှာလားပြောရင်းနဲ့ကျွန်တော်တွေစကားထင်နေလို့ရှိရင်နံပါတ်1ချာ stop ရပ်လိုက်ပါပြီးရင်နောက်တစ်ချက်ကတော့ပြုံးပြလိုက်ပါနောက်တစ်ချက်ကတော့စကားလုံးတွေဆွဲဆန့်လိုက်မှာ flow လေးထည့်လိုက်မယ်နောက်ဆုံးတစ်ချက်ကတော့အဲကျွန်တော်တွေလက်မူညာလေးပေါ့အဲကျွန်တော်တွေအာဒီလိုလေးတို့ဒီလိုလေးတို့ဒီလိုလေးတွေကိုယ့်ကိုလက်လက်မူညာလေးမှာအဲကျွန်တော်မှာ ပိုက်ဆံမရှိဘူးဆိုအဲကျွန်တော်တို့မှဒါမရှိဘူးအဲကျွန်တော်တို့မှပိုက်ဆံမရှိဘူးပဲကျွန်တော်တို့စကားပြောတာထင်နေတာမဟုတ်ပဲလက်မှုရပြလိုက်တော့ तू ကတခါတည်းတန်းတည်သွားတယ်ဒါကြောင့်မို့လက်မှုရလည်းပြဖို့လိုပါသေးတယ်ကဲဒါတော့ဆိုရင်ကျွန်တော်မိတ်ဆွေစကားထည့်တဲ့လူအလုံးတွေတော်တော်လေးကိုအဆင်ပြေမယ်လို့ထင်ပါတယ်ကျွန်တော်နောက်နောက်ဗီဒီယိုမှာလည်းပေါ့နော်အခုခုလိုမျိုးပဲကောင်းမွန်တဲ့ကျွန်တော်တို့အချက်လေးနဲ့နောက်ထပ်ပြန်လာပါအောင်မယ်အဲဒါကတော့တောင်းထားမေးထားတဲ့မိတ်ဆွေမိတ်ဆွေညီငယ်လေးရှိလို့ပေါ့နော်ဟောကျွန်တော်တို့တချို့လည်းရှိတယ် အာကိုကတည်းစကားထစ်တဲ့လူလားတဲ့ကျွန်တော်လည်းစကားထစ်နေတာတဲ့အာကိုလိုစကားလိုမထစ်အောင်ဘယ်လိုပြောရလဲကျွန်တော်တော်တော်ဆိုးတယ်ဗျာတဲ့အဲ့တော့စာရည်လည်းတင်လို့မရဘူးတဲ့ဘာစကားလည်းတင်လို့မရဘူးဆိုပြီးလိုက်ခုမှလာမိသားမိစုများလည်းအများကြီးရှိတယ်ညီငယ်တွေပေါ့နော်ကဲဒါဒါဒါကြောင့်မို့ကျွန်တော်ဒီဗီဒီယိုလေးလုပ်ပေးခြင်းဖြစ်ပါတယ်ကဲဒါတော့ဆိုရင်တော်တော်လေးအဆင်ပြေမယ်ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျနောက်ပြီးတော့မှဆက်လက်ကြံရှိတဲ့အချက်လေးတွေကိုဆက်လက်ပြီးမြောက်ပေးပါအောင်အကျိုးရှိလို့သဘောကျရင် Lion Square လေးနေပေးတော့ပါဦးမြတ်အားလုံးနောက်ပြီးတော့မှပြန်တွေ့မှာပဲကျေးဇူးတင်ပါတယ်ဗျာ အားလုံးပဲမကလာမပြပို့ခွာလေးနဲ့ပညာကနဲ့အားလုံးကိုကြိုးဆိုပါရစေဗျာ like and subscribe နဲ့ပြအားပေးကြပါဦးဗျာ yeah